တခါတော့ကဘယင်တပားဟာသူ့ရဲ့တိုင်းပြည်ကိုမင်းကျင်တရားနဲ့အညီ အုပ်ချုပ်နေပါတယ်တခါမှတော့သူ့တိုင်းပြည်ကို လေးလာကြည့်ရှုဖို့ရာခြေလင်းဖြင့်ပဲလှည့်ပတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့တိုင်းပြည်ရဲ့ဝေးလံကောင်းဖျားတဲ့နေရာတွေနဲ့တွာလာရခက်ခဲတဲ့နေရာတွေကိုသူကိုယ်တိုင်လေးလာခြင်းနဲ့အတွက်တခြားသောအချွေအရံတွေကိုမခေါ်ဘဲတယောက်ထဲနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်ရတတပတ်ကြာပြီးတဲ့အခါမှာတော့ဘယင်ဟာနန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာ ူ့ရဲ့မှုမှတ်တွေကိုစိန့်ခေါ်ပြီးသူကြုံခဲ့ရတာတွေကိုဆွေးနွေးပါတော့တယ်။တိုင်းပြည်ရဲ့အချို့သောနေရာတွေမှာလမ်းပန်းသွားလာရေးအင်မတန်ခက်ခဲနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအတွက်တိုင်းသူပြည်သားတွေဟာအင်မတန်ပင်ပန်းခက်ခဲစွာသွားလာနေရတာကိုစိတ်မကောင်းစွာသိခဲ့ရပါတယ်။ဆိုပြီးဘယင်ဟာသူ့ရဲ့မှုမှတ်တွေကိုပြောပါတယ်။လမ်းတွေကကျန်းတန်းလုံးလို့ဘယင်ဟာသူ့ရဲ့ခြေထောက်မှာတောင်မှအနာတရားတွေဖြစ်လာခဲ့တဲ့အကြောင်းမှုမှတ်တွေကိုပြောပြပြ သူသွားလေးလာခဲ့တဲ့နေရာအချို့ရဲ့လမ်းတွေကို အကောင်းစားသားရေတွေနဲ့ခင်းပေးဖို့မှုမှတ်တွေကိုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာပညာရှိအမတ်တွေကဘယင်ကိုအကြံပေးကြပါတယ်။အရှင်မင်းကြီးတိုင်းပြည်အသီးသီးကမြို့နယ်တိုင်းအတွက်အကောင်းစားသားခွန်းတွေနဲ့ခင်းကျင်းပေးဖို့ဆိုတာကငွေကုန်ကြေးကြများသလို အခြားသောတရိတ်ဆန်တွေသွာလာတဲ့အခါမှာလည်းတားရည်တွေဟာအလကားပျက်စီးကုန်မှာပါပဲအဲဒါကြောင့်ငွေကုန်ကြေးကျခံပြီးအလကားဖြစ်သွားနိုင်ပါတယ်ဆိုပြီးပြောကြပါတယ်ဘရင်ရဲ့ပညာရှိအမတ်ဟာဆိုရင်အရှင်မင်းကြီးသာခွင့်ပြုမယ်ဆိုရင်ကျွန်တော်မျိုးမှာအကြံတစ်ခုရှိပါတယ်ဆိုပြီးခွင့်တောင်းပါတယ်ဘရင်ကလည်းပညာရှိရဲ့အကြံကိုကြားတဲ့အခါသဘောကျလျှက်ခွင့်ပြုလိုက်ပါတယ် အဲ့ဒီအကြံကတော့တိုင်းပြည်မှာရှိသမျှပြည်သူအလုံးကို ဖနက်တရံစီ ပြုလုပ်ပေးပြီးဖနက်စည်းခိုင်းလိုက်ဖို့ပါပဲတကယ်တော့ဒီပုံမြင်လေးဟာဟိုးဝရင်နှစ်ပေါင်းများစွာ ဖနက်တွေတောင်ပေါ်သေးခင်ကဇလန်းမျိုးဖြစ်မယ်ထင်ပါတယ်ဒါပေမဲ့ပေးကျင်တဲ့မက်ဆေ့ကတော့တခါတလေကျွန်တော်တို့ဘဝမှာမထင်မှတ်ထားတဲ့အရာလေးတွေရှိပါတယ်အရန်ခက်ခဲတယ်လို့ထင်ပေမဲ့အဲ့ဒီအရာဟာကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုက်ရင်ဘာမှမဟုတ်တဲ့အရာလေးတွေဖြစ်သွားတာမျိုးပေါ့ တခါတလေကြရင် ကျွန်တော်တို့တွေဟာ အခြားသူတွေကိုပြောင်းလဲဖို့မျှော်လင့်တက်ကြပါတယ်။ပုံမြင်တွေက ။မရင်လိုခြေထောက်နာမှာဆိုးလို့တပြည်လုံးကိုလမ်းခင်းပေးရမယ့်အစားကိုယ်တိုင်ဖနက်စည်းလိုက်တော့ခြေထောက်အနာမတက်တာသွားဘူးလား။အဲ့ဒီလိုပါပဲ။ဘဝမှာတင်မပြုတ်ပြင်နိုင်တဲ့အရာတွေအများကြီးကြုံရပါလိမ့်မယ်။တင်ဘဝရဲ့အခြေအနေတင်မိပတင်အတိုင်းဝန်စသဖြင့်ပေါ့။သူတို့ကိုတင်မပြောင်းလဲနိုင်ဘူးဆိုရင်သူတို့စီကနေတင်ငန်းစာယူပြီးတင့်ကိုတင်သားပြောင်းလဲပြစ်နိုင်ပါတယ်။အရန်ဆဲတန်တဲ့လူတယောက်ကိုတင်မနှမြို့ဘူးဆိုပါစို့။ အဲ့ဒီလူကိုဆဲတာမကောင်းဘူးမဆဲပါနဲ့ပြုပြင်ကြည့်ပါမကြခင်တက်တဲ့အချင်းပြောက်သွားမှာပါလို့မပြုပြင်ခြင်းတဲ့လူကိုပြုပြင်ပြောင်းလဲပါလို့တိုက်တွန်းမဲ့အစားအဲ့ဒီလူကိုတင်ငန်းစာယူပြီးတင်ကိုယ်တိုင်မဆဲဘူးရေလို့တင်ကိုယ်တင်ပဲပြုပြင်ယူလို့ရနိုင်ပါတယ်အဲ့ဒီသဘောတရားပါပဲတင်မွေးဖွားလာခဲ့တဲ့မိသားစုဟာပျော်ရွှင်စရာမကောင်းဘူးစိတ်တရားတွေအများကြီးရခဲ့ရဆိုရင်တင်းရဲ့မွေးဖွားရာမိသားစုဘဝကိုပြုပြင်လို့မရနိုင်တော့တဲ့အတွက်တင်းကိုယ်တိုင်တိဆောက်တဲ့မိသားစုဘဝကြရင်ကြော်စရာကောင်းပြီးစိတ်တရားကင်းတဲ့ မိသားစုဘဝလေးဖြစ်အောင်တင်ကိုယ်တိုင်ပြုပြင်ပြီးကြောင်းလဲတင်တာမျိုးပေါ့တကယ်ကကိုယ်တိုင်ကြောင်းလဲလိုက်ရင်ကိုရလက်ကအများကြီးကွာခြားတတ်ပါတယ်ဆိုတာကိုသတိထားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်နော်